ရှီမင်းနိုင်ငံမှာဟူတီတပုံတွေကဆန္ဒမျိုးတော်မှာရှိတဲ့ကုလသမဂ္ဂအဆောက်အုံအတွင်းဝန်ထမ်း20ခန့်ကိုထိမ့်သိမ်းထားဆဲဖြစ်တယ်လို့ရှီမင်းနိုင်ငံဆိုင်ရာကုလသမဂ္ဂယုံကအောက်တိုဘာ19ရက်ကပြောကြားခဲ့ပါတယ်။ရှီမင်းနိုင်ငံသားဝန်ထမ်း9ဦးနိုင်ငံတကာဝန်ထမ်း15ဦးဟာအိမ်ခြံဝင်းထဲမှာထိမ့်သိမ်းခံထားရပါတယ်လို့ရှီမင်းနိုင်ငံဆိုင်ရာကုလသမဂ္ဂ ညီနိုင်ဆောင်ရရေးအရာရှိရဲ့ပြောရေးဆိုခွင့်ရှိသူဂျင်းအလန်ကအော်တိုဝါ19ရက်ကပြောပါရယ်ကုလသမဂ္ဂဟာလက်ရှိအခြေအနေကိုလင်းမြန်စွာဖြေရှင်းနိုင်ဖို့ထိမ့်သိမ်းခံထားရတဲ့ဝန်ထမ်းတွေအလုံးပြန်လည်လွတ်မြောက်ဖို့နဲ့စန္ဒာမျိုးတော်မှာရှိတဲ့ကုလသမဂ္ဂအဆောက်အုံတွေကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ရင်းမြစ်အစိုးရသက်ဆိုင်ရာကုလအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူစန္ဒာမျိုးတော်မှာရှိတဲ့အာဏာပိုင်တွေနဲ့အဆက်အသွယ်လုပ်နေတယ်လို့၎င်းကဆိုပါရယ် ဆန္ဒမျိုးတော်မှရှိတဲ့ကုလအဆောက်အအုံမှထိမ့်သိမ်းခံထားရသူတွေအနက်ရေမင်းနိုင်ငံဆိုင်ရာ UNICEF ကိုယ်စားလှယ်တဦးဖြစ်တဲ့ Peter Hawking လည်းပါဝင်ကြောင်းအမည်မဖော်လိုတဲ့ကုလသမဂ္ဂအရာရှိတဦးကပြောကြားခဲ့ပါတယ်။ဖူတင်လုံခြုံရေးသတင်းအရင်းမြစ်နှစ်ခုကလည်း Hawkins ဟာထိမ့်သိမ်းခံထားရသူတွေထဲမှာပါဝင်ကြောင်းအတည်ပြုခဲ့ပါတယ်။ဟူသီတဘုံတွေဟာအောက်ကုတ်31ရက်ကလည်းဆန္ဒမျိုးတော်မှရှိတဲ့ကုလသမဂ္ဂရုံးတွေကိုဝင်ရောက်စီးနှင်ခဲ့ပြီးဝန်ထမ်း72ဦးကျော်ကိုဖမ်းဆီးထိမ့်သိမ်းခဲ့တယ်လို့ကုလသမဂ္ဂကထုတ်ပြန်ခဲ့ပါတယ်။ ကျွန်တော်ရဲ့လုံဖော်ကင်ဘက်53ကိုတစ်ဖက်သက်ဖန်စီထိမ့်သိမ်းထားတာကိုအဆုံးသတ်ပေးဖို့ကျွန်တော်တို့ကဆက်လက်တောင်းဆိုသွားမှာပါလို့ကုလသမဂ္ဂအတွေ့အကြုံမှုချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူစတီဖင်ဒူဂျာရစ်ကပြောပါရယ်။